အခုပတ်တွင် သူပြောကြားခဲ့တဲ့ရွှေပြောင်းဝင်ရောက်သူတွေအရေးမှတ်ချက်ကားတွေဟာ1960ခုနှစ်တွေအတွင်းကပြောကြားခဲ့တဲ့လူမျိုးရေးမုံတီးမှုလုံစော်တဲ့မိကုံးကိုပဲ့တင်ထပ်ပြောကြားခြင်းသာဖြစ်တယ်လို့ဆိုရက်ပြောကြားချက်တွေကို UK ဝန်ကြီးချုပ် Kia Starmer ကလုံးဝပယ်ချလိုက်တာလို့အဲ့လိုတုံ့ပြန်မှုတွေထပ်ပေါ်လာပြီးမှသူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအင်ကာနေမှာပြောပါတယ် သူဘဟုလဝဲအစိုးရကသာအတတင်ရွှေပြောင်းဝင်ရောက်မှုကိုဖြတ်တောက်လျှော့ချတာမလုပ်နိုင်ဘူးဆိုပါကပြည်ချိန်ဟာသစိန်လူရဲ့ကျွန်းဖြစ်သွားလိမ့်မယ်ဆိုရဲလူအခွင့်ရေးရှင်းနေဟောင်းဝင်ကြီးချုပ်ရဲ့ပြောကြားချက်မှာဝေဖန်ခံနေရပါတယ်1968ခုနှစ်ကကွယ်လွန်သူကွန်ဆာဗေးတစ်အမတ်အစ်နော့ဖို့ ပြောကြားခဲ့တဲ့နမည်ဆိုးနဲ့ကြော်ကြားတဲ့တွင်းမြင့်များဆိုတဲ့စကားနဲ့ဆင်သူနေကြောင်းမေးမြန်းတဲ့အခါစတာမားရဲ့တရားဝင်ပြောရေးဆိုခွင့်ရှိသူကဒလုံနှိုင်းရှင်မှုမျိုးကိုကျွန်တော်တို့လုံးဝပယ်ချပါတယ်လို့ပြန်ဖြေသွားပါတယ်စတာမားကခြေပြောင်းဝင်ရောက်သူတွေကကျွန်တော်တို့နိုင်ငံအတွက်ကြီးမားတဲ့ကျေးဇူးပြုမှုတွေရှိကြတယ်ဆိုတဲ့ပြောကြားချက်အပေါ်သူကလုံးဝယက်တည်နေတော့မယ် ။ဒါပေမဲ့ရွှေပြောင်းဝင်ရောက်မှုတွေကိုထိန်းချုပ်ဖို့တော့လိုတယ်လို့ပြောရေးဆိုခွင့်ရှိသူကဆက်ပြောသွားပါတယ်။ပြည်ဝင်ခွင့်မူဝါဒအသစ်တွေကိုစတားမတ်ကထုတ်ဖော်ကြေညာခဲ့ပါတယ်။အဲဒီမှာပင်လယ်ရခြားပြည်သူဆောင်ရှောက်ရေးလှုပ်သားတွေရှော့ချရေးရွှေပြောင်းဝင်ရောက်လာသူတွေအခြေကြခွင့်အတွက် ပြည်ရင်းနေထိုင်ခဲ့တဲ့တပ်တန်ကိုနှစ်ဆတိုးရင်းနဲ့နိုင်ငံခြားရာဇဝတ်သားတွေကိုနိုင်ငံရင်းပြန်ပို့ရေးအတွက်အာဏာအသစ်တွေပေးအပ်ရေးလို့ပောင်းဝင်ပါတယ် အခုမိကွန်ကို အခုလအတွင်းကျင်းပခဲ့တဲ့ဒေသန္တရရေကောက်ပွဲတွေမှာ9 Jeffrey ရဲ့လက်ကြဆွန်း Reform UK ပါတီရဲ့ရရဲတောက်ရွှေပြောင်းဝင်ရောက်သူတွေစန့်ကျင်ရေးကိုထောက်ခံမှုပိုရလာတဲ့အပေါ်ကာကွယ်ဖို့ကြိုးပမ်းချက်လို့ကျေပြန့်စွာရှုမြင်နေကြပါတယ်။ဒါပေမဲ့စတာမာတုံးခဲ့တဲ့စကားချို့အပေါ်သူ့လေလာပါတီကအမတ်တွေက အများပြားကပဲဒေါသထွက်ခဲ့ကြပါတယ်။ အဲ့ဒီမှာနာဒီယာဝစ်သုံးလဲပါဝင်ပြီးသူကလက်ကြစွန်းရဲ့6လန့်တွေးထိုးစကားတွေကိုတူပပြောဆိုရပဲလို့ဝန်ကြီးချုပ်ကိုဆွဆွဲပြောကြားခဲ့ပါတယ်။ကလေးတငယ်တွေအတွက်ခံစားခွင့်ကိုကန့်တတ်ဖို့အဆိုပြုချက်အပေါ်အရင်နှစ်ကမဲပေးကန့်ကွက်ခဲ့တဲ့အတွက်ယာဒူးမှဆိုင်းငံ့ခံထားရတဲ့ဗန္နာရေးဌာနပြောရေးဆိုခွင့်ရှိသူဟောင်းဂျွန်မက်တော်နယ်ကလည်းစတမားရဲ့စကလုံးတွေဟာပို့စ်ဝဲရဲ့တွေးခွဲစကားတွေကိုထိတ်လန့်စရာ ပဲ့တင်ထက်ပြောဆိုနေခြင်းသာဖြစ်တယ်လို့ပြောဆိုပါရယ်ရွှေပြောင်းဝင်ရောက်လာသူတွေကြောင့်ပြည်သူ့ရှာပြည်သူတွေဟာကိုယ်နိုင်ငံထဲမှာပဲသက်စိမ့်တွေဖြစ်သွားရတော့မယ်လို့ post ဝဲကပြောဆိုခဲ့တဲ့အတွက်အမျိုးသားရေးအငြင်းပွားဖွယ်ကိစ္စတွေပေါ်ပေါက်ခဲ့ပြီးအဲ့ဒီချိန်ကတူရီကောင်းဆောင် Edward Head ရဲ့ထိတ်တန့်ဝင်ကြီးအဖွဲ့ကဖယ်ရှားခံခဲ့ရပါတယ်ပိုးဆွဲဟာ1998ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ် ေကွန်းကြီးဟာလုံးဝကွဲပြားသည်စတာမာကကျမတို့တိုင်းပြည်ဟာမတူကွဲပြားမှုတွေစုံလင်တဲ့တိုင်းပြည်ဆိုတာကိုပြောသွားတယ်ဒါကပဲကျမတို့ရဲ့အင်အားပဲလို့ပြောသွားတာအလုံးနီးပါးသဘောတည်းပဲဟုပြည်တိုင်းဝင်ကြီးဌာန Evert Uva က BBC ကိုပြောပါတယ်ခင်ဗျာလောကောမီဒီယာရဲ့ဆက်လက်ရည်မှန်းဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် ေစီမာ TV YouTube Channel မှာမမဝင်ပြည့်ချက်ဖြင့်ကုညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။